မြရဲ့ညိုရောက်ဝန်သူအမှတ်တရနေပြည်တော်ပြင်မနာမြို့နယ်တက္ကသိုလ်စာဝေးစာယူထောက်ကူတန်တန်းကို1988ခုနှစ်မှ1988ခုနှစ်ထိစေတနာညချောင်းအဖြစ်၁၇နှစ်တည်တည်ဖွင့်လှစ်ပေးခဲ့ပါသည် A memory of Miayen Society. The University Correspondence Course, supporting training of Nipido Pyamana Township, was opened from 1976 to 1987 as night classes of benevolence for 11 years. ည10ည6နာရီမှ9နာရီတပတ်လည်6ညတနှစ်တင်တနှစ်တွင်6လကျွဲဖွင့်ပေးခဲ့ပါသည်ပထမနှစ်မှနောက်ဆုံးနှစ်ထိတက္ကသိုလ်ပညာရပ်ပေါင်း125ခုခန့်ကို စေတနာဆရာစမ65ရောက်ခန့်နှင့်တင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပါသည် the university correspondence course supporting classes were open from 6 p.m. to 9 p.m. daily, six days per week, six and a half months per year. The classes were opened for first year to final year. The total subjects taught were about 125. by the endeavor of about 65 dishes of benevolence. ပထမ၈နှစ်တင်တန်းကြီး လုံးဝမကောက်ခဲ့ပါဆင်းရဲသောဆရာသမားများရေရှည်ဆောင်ရွက်နိုင်၍ရည်ရွယ်၍နောက်ဆုံး၃နှစ်တွင်တလလျှင်၁၅ချက်နှုန်းတင်တန်းကြီးကောက်ခံခဲ့ပါသည် no tra training fees were assigned for the first eight years. But for the last three years, the training fees of 15 cents per month were collected in such a way that the poor teachers might serve in the long run. Todo, chano yatendo, nyambuzo တဏ္ဍသို့ပြန်လှူခဲ့ပါသည်စေတနာကိုပွင့်လင်းမြန်သာစေခြင်းအပြင်စီမံခန့်ခွဲမှုအားပုံမှုကောင်းစေရန်အတွက်၎င်းပတ် all my honorarium were donated back to the training to make the administration stronger by open and by open and noticeable benevolence. ခက်ခက်ခဲခဲဘဝကိုရုန်းကန်ရင်ပညာသင်ယူနေကြသူများထမှာဉာဏ်ပူစောကမခန့်စားလို၍တော်၎င်းအမျက်ဆုံးပညာဒါန၏အကျိုးကိုယုံကြည်သဖြင့်၎င်းဉာဏ်ပူစောကကိုမခန့်စားခဲ့ခြင်းဖြစ်ပါသည် has no wish to receive the honorarium from the students striving their lives with much difficulties. And with strong belief in the consequences and benefits of the most noble charity of education, I did not accept the honorarium. အမှတ်မှာတပည့်ရင်20ခန်းကညံပူဇော်ကယူ၍ကျူချင်ပေးရာတောင်းဆိုခဲ့ကြခြင်းဖြစ်တော်လေတက္ကသိုလ်စာပေစာယူတင်တန်းမြို့နယ်ကြီးကြပ်ရေးမှုတယောက်အနေဖြင့်ပေါ်ပြပြီးခဲ့သော အမြင်နှင့်ခံယူချက်တို့ကြောင့်အထောက်အကူတင်တန်းအဖြစ်ဖွင့်ပေးခဲ့ခြင်းဖြစ်ပါသည် Actually, although about 20 most intimate students put forward to open tuition classes. The university correspondence course supporting classes were opened due to above views and beliefs at the township supervisor. ဤထောက်ကူတန်တန်းကလေးကိုကြပြားနှင့်စာကိုအလေးထားခဲ့ကြတော့ ဆရာဆံမကျောင်းသူကျောင်းသားများကမြတ်ရင်ညိုဟုတင်စားခဲ့ကြပါသည်မြတ်ရင်ညိုလက်ကမ်းစာဆောင်ကိုလည်းမောင်မဲတက်လွင်ကျုစုပွဲနှင့်ဖွဲရနှုတ်ဆက်ပွဲများနှင့်အတူ ထုတ်ဝေပြခဲ့ပါသည် These subordinate training classes were accepted as Myayin Yu. peaceful and pleasurable shade by the teachers and students who love poems and literature. The pamphlets of Yu were also published together with Fresher's Welcome and Graduates' Farewell Ceremonies. ဤလှောက်ရှားမှုများဤအဓိကဤမှန်းချက်ကိုထိုစဉ်က ကျွန်တော်ရေးဆက်ခဲ့တော့အောက်ပါခရာတူကလေးက ထင်ဟပ်ပြနိုင်လိမ့်မည်ဟုထင်ပါသည် The main aim of these activities may be highlighted by the following short poem composed by me at that time တို့ကပါတရတကြီးအနေဝေးလေနွေထွေးမြတ်တာတို့ကပါမောင်မွန်ပြမနာအော်ဝေါ်တို့ဝီဖာရဝေးဝီစတေးဝေါ်မ်ဝတ်လော့ such as our wall မောင်မွန်ပြမနာ တခုသောနှစ်ကဖြစ်ပါသည်မြရဲ့ညိုလက်ကန်းစာဆောင်အတွက်စာမှုများကို ကျွန်တော်စီစစ်နေစဉ်ကဗျာဆရာမောင်လက်ခိုင်ပြမနာမြန်မာစာဆရာဦးဝင်းနိုင်မန်နေဂျာပြမနာမြို့နယ်တမအတင်းရောက်လာ၍ဆရာရဲ့ဆရာနဲ့ကျွန်တော်မတရားအနေနဲ့ဖိုးသူတော်ဦးမင်းနဲ့လူဦးမင်းလှုပ်လိုက်ကြရအောင်ဆိုတော့ ကျွန်တော်ကကောင်းတာပေါ့ဆရာပထမပတ်ရေးခဲ့ပါဆိုတော့ဆိုင်ရွက်တရက်ပေါ်မှာအောက်ပါခပြလေးပထမအပိုက်ကိုရေးခဲ့ပြီးထွက်သွားပါသည် one year while i was editing the manuscripts for the myeyin new pamphlets the poet mang le khain pimana My mother, Tisha Uwen manager of the township cooperatives Pyamana, came to me and said, Siaye, let we be Fotoro Ume and Lu Ume as a memory. I accepted it and asked him to write the first stanza. Then he wrote the first stanza of the following poem. and left away. နောက်နိုင်ဝက်ကြော်ကြော်လောက်မှာပြပြလာရှာဟုလာမေးရပြလိုက်တော့ခါဖတ်ကြည့်ကျင်납ပြီးပြန်ထွက်သွားပါသည်စာဖတ်သူများခန်းစားကြည့်နိုင်ရရင်းကြပြလေးကိုဆက်လက်တင်ပြထားပါသည် after a half hour or more, he asked me if I had done. When I showed him, he read the feeling, he wrapped and feeling pleased, he went away. That little poem is shown below so that the readers may enjoy. ယနေ့ခေတ်တွင်အရှိကံပညာနှင့်အစင့်မြင့်ပညာများရရှိနိုင်ရာပုံမှုများပြားသောကုန်ကျစရိတ်များကိုတုံးနေကြရပြီရာအဝေးတင်တက်ကတော့အတွက်ထိုကဲ့သို့သောအထောက်ကူတန်တန်းကလေးများကို ဖွင့်ပေးတဲ့ကြောင်းနှုတ်ဆော်အပ်ပါသည် narratives heavy expenses are to be used to get basic education as well as higher education. Thus, it is strongly urged that such supporting trainings should be open for the University of Distance Education. အလှနန်းကအလွမ်းပြေကြပြလေးရဲ့နာမည်ကအလှနန်းကအလွမ်းပြေဖြစ်ပါတယ် ပထမပိုက်ကိုစဖတ်ပါမယ်။သွားတော့မယ်ဆရာတဲ့။မြက်ဝန်းလှော်ဆုတ်ရီဆုတ်ပြီးညနူးပွဲလက်စုံမိုးပါလို့ရှ िख ိုးကလမ်းခွဲကြမယ်။ဘွေရသူတပည့်ဟောင်းတွေကเจ้าဝမှာနှုတ်ဆက်ကြလေတော့။အော်ဖြုတ်ခနဲမတားမီ။ကြမျက်ဤစိမ့်စိမ့်ဤဒီပိုက်ဟာ မှန်လက်ခံပြမနာစပြီးတဲ့ပြီးပြီးတော့ရေးဆက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဆက်ရေးပါတယ်အတွေးတဲ့မဆုံးမီကျောင်းတော်သားရိတ်ညိုနန်းစီကစီရီစာတန်ကန်းတွင်လဲတက်လွင်ဆိုနှုတ်ရီလင့်သူတို့ အမြင့်ဆန်ဘွဲ့ဆိုတဲ့ပန်းကိုလာမိတမိဆွတ်ရှူဖို့လှမ်းနေတော့ခွန်ရွှေသူတပြည့်တပန်းတို့ကိုဆရာရင်မှာကြာကြာမလွမ်းနိုင်ဘူးစတဲ့ငန်းစီပြန်လို့သာလှမ်းပါလို့ပညာဝေအလှနမ်းမှာအလွမ်းရဲ့ပြည့်စည်ဖို့ပညာပေး မမွန်ကြီးပြင်မလားဒီဘက်ကကျွန်တော်စိတ်ရည်အပိုင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်ပိုက်ပေါင်းကြပြတပုတ်တုံးကိုမောင်လက်ခိုင်နဲ့မောင်မီပေါင်းရတာမို့လို့မောင်လက်ကြီးပြင်မလားလို့နာမည်တက်ပေးလိုက်ပါတယ်။ satisfied missing from palace of beauty goodbye tisha with watery eyes and touching palms on foreheads, whilst the old graduated pupils, parting and paying respects at the school gate, cool tears shed ahead of control. Malekai Pyamana Before the thought ceases, at so many classes under the school shelter as waiting for freshers striving to get degrees like flowers so high. Teacher can't have missing for long. Return to classes, the palace of beauty of dissemination, and pay education to suit missing more. မမောဤပြင်မနာဒီဒုတိယဘက်ကကျွန်တော်ဆက်ရေးတာဖြစ်ပါတယ်ဒါကြောင့်နှစ်ပိုက်စလုံးကပြားတစ်ပုတ်လုံးကိုရေးသူနာမည်တက်တော့မောင်လက်ခိုင်နဲ့မောင်မင်းဤပေါင်းရတာမို့လို့မောင်လက်ဤပြင်မနာလို့အမည်တက်ပေးလိုက်ပါတယ် translated by မောင်မွေဤပြင်မနာ အနုပညာစိတ်ခေါင်းပါမှုသည်အဖြတ်ဝါဒ၏အကြောင်းရင်းဖြစ်သည်ဟုကျွန်တော်ယုံကြည်ပါသည်ထို့ကြောင့်လူသားအားလုံးတို့မေတ္တာနှင့်ရှင်သောစန္ဒနှင့်အတွေ့အလှများကို လူသားအားလုံးခံစားနှင့်လိုကြစေချင်ပါသည် လောကကို အလှဆင်ရင်ဂျီနူးပွေဘဝများကို ဖြတ်တန်းနိုင်ကြပါစေ I believe that the lack of aesthetic sense is the cause of vandalism. Thus, I wish all the mankind to appreciate the beautiful thoughts and wishes accompanied with love to all mankind. Let us pass our pleasant and pleasurable lives by beautifying our world. Translated by 嘛，我们也别骂了。